မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့အကြအမြင်ရခြင်းအကြောင်းများနဲ့အာထုတ်နည်းလမ်းညွန်ဖြစ်ပါတယ်မဟာဗောဓိမြိုင်ဆရာတော်ဖရာကြီးရေးသားတော်မူတဲ့ပကိဏကလေခက်ခန္ဓာကထာကျမ်းစာပါအချက်များမှာကောက်နှုတ်တင်ပြပေးခြင်းဖြစ်ပါတယ်အကြအမြင်ရလို့သူများအထက်လမ်းဆရာဖြစ်လို့သူများသာမကတမထဝိပဿနာတရားအာထုတ်သူများအတွက်လည်းအကျိုးရှိစေမှာဖြစ်ပါတယ် အကြအမြင်ဟာအကြောင်းမျိုးမျိုးကြောင့်ရရှိနိုင်ပါတယ်။တမာရီတခိုးကြောင့်ရနိုင်သောအကြအမြင်ဘုံမြတ်နဲ့များကပေးသောအကြအမြင်ဆိုပြီးရှိပါတယ်။ထိုအကြအမြင်တို့သည်အပိညာဉ်နဲ့လုံးဝမဆိုင်ပါထိုအကြအမြင်တို့သည်မိမိ၏ကိုယ်ပိုင်လည်းမဟုတ်ပါ။ဗုဒ္ဓနုဒ္ဓတိကမ္မထံအမိရသောဂုံတော်ပွားထုံမှုသည်မိမိ၏စိတ်ကိုဂုံတော်ဟိတ်နှင့်ထိကပ်ထားပြီး ကြိုက်တဲ့အာယုံမကြိုက်တဲ့အာယုံလို့မဖြစ်ပေါ်စေပဲပွားထုံနေသော စိတ်သည်ဂုံတော်ဤအေးတတ်နဲ့ကိလေသာဝေးနေတာကြောင့်ငြိမ့်သက်အေးချမ်းခြင်းအကျိုးထုကိုရစေပါれကိလေသာအပူကြားကထွက်ခွာလာခဲ့ပြီးဖျားကုံတော်ကြားသွားရောက်၍စိတ်အနာယူရလို့လဲဆိုနိုင်ပါれဖျားကုံတော်ကူမီ၍တမာတိဇံရသည့်အထီးဆိုပါကဗုဒ္ဓကတိုင်းဝင်စားရပါမယ်ပုံတူကိုအာယုံယူ၍အခြေဒီအစပြုခြင်းမိမိစိတ်ဝယ်ထူပုံအတိုင်းထင်မြင်လာတော့ခြင်း မိမိစိတ်အထူးဖြူစင်တောက်ပလာသဖြင့်ထိုပုံတူမှခွဲထွက်လာတဲ့ရောင်ပြန်နမိတ်ပေါ်ထင်လာခြင်းဆိုပြီးသုံးဆင်ပွားရပါတယ်ထိုအခါတရာဇရိုက်အာကြီးသူ၌တက်ရှိဖျားကဲ့သို့အာယုံပေါ်လာပါတယ်တရာဇရိုက်တာမန်ဆိုပါက ကြောက်စင်းသူကိုအာယုံယူယူပွားသောထိုကြောက်သားပကတိမှခွဲထွက်လာခဲ့ပြီးမှန်သားကဲ့သို့တောက်ပသောပုံတူပေါ်လာပါတယ်အဲ့ဒီအစင်တီရောက်လာသူရဲ့စိတ်ဟာမတုံလောက်တော့ပါဘူး ကိလေသာအညစ်အကြေးမှကင်းဝေးနေပြီဖြစ်လို့စိတ်ညစ်ညူးခြင်းလည်းမရှိတော့ပါဘူးစိတ်ပူပန်ကြောင်းကြခြင်းလည်းမရှိတော့ပါဘူးထိုစိတ်ဆင်ကျဲနေသူ၌မနောကံတောင်းကျမှုမရှိတော့ပါဘူးမနောကံကလှုပ်ဆောင်မပေးတော့ရင်ကာယကံဝစီကံများလည်းတောင်းကျစရာမရှိတော့ပါဘူးထိုကံသုံးပါလုံးပြီးဖျားကုံတော့ကမိနေတဲ့သူကိုလက်တို့ချစ်မြတ်နိုးကြပါလေလူရင်တစ်ပိုင်းလက်တစ်ပိုင်းအဆင့်ကို ရောက်ရှိလာပါတယ် နတ်တို့ချစ်မြတ်နိုးပါက ထိုနတ်တို့၏အကူအညီကို တောင်းယူစရာပင်မလိုတော့ပါဘူးထိုနတ်တို့၏ချစ်မြတ်နိုးမှုကို ထိုက်တန်စွာခံယူထားပြီးသူရဲ့စိတ်ဟာအာယုံတစ်ခုစီတို့ညှို့မိလေတော့ခါ ထိုသူကိုအကူအညီအဆောက်အအုံပေးနေကြတဲ့နတ်တို့ဟာသူတို့ရဲ့နတ်တကူနဲ့အကွယ်ကိုဖယ်လျက်ဖွင့်လှစ်ပြရမည်ဖြစ်ပါတယ် မိမိမျက်စိအားမကောင်းသဖြင့်ပါဝါမျက်မှန်ဖြင့်ကြည့်ရှုရတကယ်သူဖြစ်ပါれဥပမာအားဖြင့်မတိနားမလဲသေးတဲ့မြင်တွေ့ရရစိတ်ဝင်စားနေတဲ့ကလေးတူကဖေဖေဟိုဟာဘာလဲမေးတိုင်းဖခင်ခင်ဗျာမနေတာပဲကလေးငယ်လက်ညှိုးထိုးပြရာသို့ကြည်ကဒါကဘာပဲရည်လို့ကလေးစိတ်တိုင်းကြပြောပြပေးနေပုံနဲ့တူပါれထို့သို့နတ်တို့ဤအကူကြီးအမအဆကိုရတော်သူဟာမိမိတိလိုကြားလိုတာကို တမဟုတ်ချင်းမြင်နိုင်ကြနိုင်ပါれ ထိုသူသည်တက်မဲ့ဗုဒ္ဓဘုံရိပ်မှအသက်ရှင်ဖျားကဲ့သို့ထင်မြင်သည့်အထိမိမိစိတ်ကြည်လင်တောက်ပနိုင်သောအမြင်တက်အကြတက်အထိထိုးဖောက်ပြီးမြင်နိုင်သိနိုင်စွမ်းရှိပါရဲ့တကယ်၍မိမိစိတ်စင်ကြယ်ယုံများလောက်သာပွားများနိုင်ခဲ့ပါကဗုဒ္ဓဘုံရိပ်လည်းထင်ယုံများသာရှိပြီးအခြားအာယုံတို့ကိုပုံဖော်ကြည့်ရရင်လည်းအိတ်နေသောအချိန်အိမ်မက်အတွင်းမှသာမြင်နိုင်ကြားနိုင်စွမ်းရှိပါရဲ့တကယ်၍မိမိစိတ်တည်တံ့ယုံများသာပွားများနိုင်ပါကဗုဒ္ဓဘုံရိပ်လည်း ာယုံယူစဉ်ခဏတာပေါ်လာတတ်ပြီးအခြားအာယုံတို့သို့ပုံဖော်ကြည့်ရနိုင်လေလို့တလို့မရအာယုံကြယုံမြတာရှိပါတယ်အာယုံကြတယ်ဆိုတာအာယုံပြုလိုက်တဲ့အခါမိမိစိတ်တို့ထိုအာယုံပုံရိပ်ပေါ်လွင်ထင်ဟပ်လာခြင်းမျိုးဖြစ်ပါတယ်တစုံတဦးသည်တိုက်ကြိုးမပြတ်တိုက်ဆက်ဖြစ်နေပြီးထိုသူဖျားအာယုံယူမိသည်နှင့် အမြင်တတ်အကြတတ်များဝင်လာတတ်ပါတယ် တစုံတဦးကတိုက်ကျိုးပြက်တိုက်ဆက်မြတာဖြစ်နေကြသော ထိုသူသည်ဖျားအာယုံယူယုံနဲ့အကြအမြင်မရပဲတီလာကိုစိတ်ပါလုံးကြုံစေသည့်အထီးဆောင်ထင်းပြီးမှသာ ထိုအမြင်တတ်အကြတတ်ကိုရစေနိုင်ပါလေတိုက်ဆက်များမှာတိုက်မှထွက်ခွာလာစဉ်အိလျက်ကထွက်ချင်းထိုင်လျက်ကထွက်ချင်းရက်လျက်ကထွက်ချင်းဆိုပြီးသုံးမျိုးရှိရာမှာရက်လျက်ကထွက်တဲ့သူသာတိုက်ကျိုးပြက်ပါတယ်အိလျက်ကထွက်သူ ထိုင်လျက်ကထွက်သူများမှာမိမိတိုက်ကိုပြန်လဲဝင်ရောက်ရအောင်မဲ့ဂျိုးဒန်လန်သမားကြီးဖြစ်ကြပါဗါးထိုဂျိုးဒန်လန်နှစ်ဦးထဲမှာမှထိုင်လျက်ထွက်သူဟာလူဘဝဖြစ်ပေအချိန်မီ၍ထိုတိုက်တွင်းသို့ဝင်နိုင်ထွက်နိုင်권ရှိပါတယ်ထိုသူဟာမျက်စိမိတ်ကြည့်ုံဖြင့်မြင်နိုင်ကြနိုင်စွာလည်းရှိပါတယ်အိလျက်ထွက်သူကဖျားအာယုံမိပါမှမြင်ရကြရပါတယ်ဤကားတိုက်ဆက်ပုဂ္ဂိုလ်များရဲ့ဆွမ်းဆောင်ချက်ခြားနားမှုများဖြစ်ပါတယ် အထက်ပါအကြောင်းအရာတို့ကိုလေ့လာသုံးသပ်ကြည့်ပါကအကြာမြင်ရခြင်းနဲ့ပတ်သက်ပြီးဓက်ကူနဲ့နက်ကူဆိုပြီးအကြောင်းကနှမျိုးကိုတွေ့ရပါတယ်ဓက်ကူဆိုရာမှာတမာဒေဝခေါ်အရိယာနတ်များနဲ့အဘိညာဉ်ရှင်ဝိဇ္ဇာတို့ကြီးများရဲ့အကူဖြစ်ပြီး နက်ကူဆိုရာမှာဘုံမစိုးခေါ်တဲ့ဘူမိယရှိတိုက်ချုပ်တိုက်ဖိုးတော်ကြီးများရဲ့အကူတာဖြစ်ပါတယ်။ဓက်ကူနဲ့နက်ကူတို့ရဲ့ခြားနာချက်မှာဓက်ကူကိုရသူဟာအမြင်တတ်အကြတတ်အရာ၌မိမိ၏စိတ်တကူစိတ်တတိခေါ်ဆန်းတမာတိအရင်းနှီးရှိမှသာအကူရခြင်းဖြစ်ပါတယ်။တစုံတဦးမိမိထံမှောက်လာရောက်သောနယံကွယ်တော်မှလည်းမြင်နိုင်စွမ်းရှိခြင်းအမိမမေးရဘဲနဲ့အမိကိုခေါ်၍ပြောနိုင်ခြင်းထိုသူရဲ့လာရင်ကိစ္စကို ထိုသူမပြောမိကပင်တိနိုင်စွမ်းရှိနေခြင်းတို့ဖြစ်ပါれ။နတ်ကူကိုရသူတို့မှာဓက်ကူရရသူနဲ့ပြောင်းပြန်ဖြစ်ပါれ။စိတ်တကိုထက်မြက်လာစေဖို့စံသမာတိအကူမဟုတ်လို့တမထထူထောင်မှုမလိုပါဘူး။မေးလို့သူကို မြင်မှတွေ့ရပါれ။ကြုံပြီးမသိပါဘူး။တွေ့မှသာ အမိကိုမေးပြီးမေးလို့သူရဲ့စကားကို နားထောင်ပြီးမှသာတမတေဝအဘိညာဉ်ရှင်တို့ရဲ့အကူညီနဲ့အမှန်ကိုလမ်းညွှန်ပေးနိုင်ပါれ။ ဤဒီလိုကတက်ကူနဲ့နက်ကူနှစ်ဦးတို့ရဲ့ခြားနာချက်ဖြစ်ပါတယ်ဗုဒ္ဓဤဂုံတော်သည်နက်ချစ်တော်စေတမျိုးဖြစ်ပြီးအကြာမြင်ကိုရစေပါတယ်ဗုဒ္ဓဤဂုံတော်သည်အနည်းအပေါင်းမှအကာအကွယ်ပေးသောအဆောင်တမျိုးလည်းဖြစ်ပါတယ်ဒါကြောင့်အကြာမြင်ကိုရစေပြီးကုသိုလ်တရားတိုးပွားစေသောဗုဒ္ဓနှုတ်တိကမ္မထံကိုပွားများအားထုတ်တင်ကြောင်းတိုက်တွန်းတင်ပြရင်းဤဂုံချုပ်ပါတယ် အောင်လဲဘ ഹു တုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အစ်စ်တင်နိုင်သိရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအောက်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမေးမြန်းလိုသည်များအကြံပြုလိုသည်များလည်း comment မှာ ရေးပေးသွားပါအောင်နော်ကျေးဇူးတင်ပါတယ် အားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။